င်လာပါရှင်။အောက်တိုဘာလ16ရက်နေ့အတွက်တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြီးလဲမှာစစ်တပ်ဘက်ကမိုင်းဆွဲခံရပြီးနှစ်ဦးသေဆုံးခဲ့တဲ့သတင်း မဲဆွယ်စည်းရုံးမှုလုံခြုံရေးအခက်အခဲရှိတယ်လို့မွန်ညညရေးပါတီပြောလိုက်တဲ့သတင်းတွေအပြင်နောက်လာမယ့်အစိုးရကြားဖြတ်ရွေးကောက်ပွဲဆက်လုပ်သွားမယ်လို့စစ်ကောင်းဆောင် ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့နေတိုကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုငင်းဆန်နေလို့စပိန်ကိုအခွန်တိုးကောက်မယ်လို့ထရန့်ချင်းချောင်းလိုက်တဲ့သတင်းဘယ်လာရုစ်အမျိုးသမီးတအူးကိုမြန်မာကြားဖြန့်ခိုင်းကတပ်ဖြတ်ပြီး ကိုတွင်းအင်္ကာတွေထုတ်ရောင်းစားတယ်လို့သတင်းတွေထွက်ပေါ်လာတဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။မွန်ပြည်နယ်ပြီးလင်းမြို့နယ်အလူလေးကျေးရွာအနီးမှာစစ်ကောင်ရှင်တပ်ရဲ့ဘက်ကင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့်နှစ်ဦးသေဆုံးသွားတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကတန်လင်းထမ်းမှုပြောပါရယ်။ အောက်တိုဘာလ16ရက်နေ့မနက်၈နာရီလောက်မှာကင်ပွန်ဝုတ်ပြီးကျေးရွာလမ်းအတိုင်းပတ်ကင်းထွက်လာတဲ့အင်အား20ကျော်ပါတဲ့စစ်ကောင်ရှင်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုင်မိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုတွေစစ်ကောင်ရှင်တပ်ဖွဲ့ဝင်2ဦးအခင်းဖြစ်ရာနေရာမှာပဲတေဆုံးခဲ့ရပြီး6ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်သေးဆုံးခဲ့တဲ့စစ်ကောင်ဖြစ်တပ်ဖွဲ့ဝင်တွေကိုလူနာတင်ရင်နဲ့ဘီလင်းမျိုးနယ်ပြည်သူ့စေယုံထံတယ်ဆောင်သွားတယ်လို့ဆိုပါတယ်ရှင်။မိုင်းဆွဲခံရပြီးတဲ့နောက်စစ်ကောင်ဖြစ်တပ်ဟာအလူလေးကျေးရွာထဲမှာရှိနေတဲ့နေအိမ်တချို့ကိုဝေရောက်မှွေနောက်တာနဲ့လမ်းသွာလမ်းလာပြည်သူတချို့ကိုပိတ်ဆို့စစ်ဆေးတာတွေလှုံ့ဆော်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာလတရက်နေ့ကလည်းအလူလေးကျေးရွာ အထက်သားဆက်ယုံအနီးကင်းမုံဝင့်နေတဲ့စစ်ကောင်မရှင်တပ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်၃ဦးထပ်မင်းတိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာစစ်ကောင်မရှင်တပ်ဟာရွေးကောက်ပွဲမတိုင်မီကာလကတည်းကကင်းမုံဝတ်တာနဲ့တပ်ရင်အားဖြည့်တင်းမှုတွေကိုပုံမှန်လှုပ်ဆောင်ထားတာပဲဖြစ်ပါရဲ့ရှင်။ စ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးရမယ်ရက်သတ်မှတ်လိုက်ပေမဲ့မဲဆွယ်ဖို့အတွက်လုံခြုံရေးအခက်အခဲတွေရှိနေတယ်လို့မွန်ညညရေးပါတီကပြောလာပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါရရှင်။အာနာသိန်းစစ်ကော်မရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးရမယ်ရက်သတ်မှတ်လိုက်ပေမဲ့မဲဆွယ်ဖို့လုံခြုံရေးအခက်အခဲရှိနေတယ်လို့မွန်ညညရေးပါတီပြောခွင့်ရနိုင်တန်းရှိကတန်လွင်တိုင်းကိုပြောပါရတယ်။ စစ်ကော်မရှင်ရဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်ပြိုင်မြင့်ကိုစနေလောင်းတွေအတွက်စုဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးမှုတွေကိုအောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ခွင့်ပြုလိုက်တယ်လို့အောက်တိုဘာ15ရက်နေ့မှာကြေညာပါတယ်။မဲဆွယ်ကာလတွင်ကိုစနေလောင်းတွေနဲ့နိုင်ငံရေးပါတီတွေဟာလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်စုဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးတာတွေကိုသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေတိုင်းဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။မွန်ညင်ညွေးပါတီပြောခွင့်ရနိုင်တန်းရွှေကတော့ကိုစလေလောင်းတွေမဲဆွေရမယ့်ရက်ကိုထုတ်ပြန်လာပေမဲ့ကိုစလေလောင်းဆင်းတွေမထုတ်ပြန်သေးတာကြောင့်ဘာမှမလုပ်ရသေးသလိုမဲဆွေဖို့အတွက်လည်းလုံခြုံရေးခက်ခဲရှိတယ်လို့တန်တွင်တိုင်းကပြောပါတယ်။အာရေကမကွန်ဆင်ကတော့ပြောထားပြီးပေါ့လား၂၈ရက်နေ့သာမန်ကိုစလေလောင်းရဲ့ရက်စီရင်ကတော့အခုမထုတ်ပြန်ရသေးဘူးဆိုတော့ကျွန်တော်တို့လည်းဘာမှ ဟိုမလောက်ရသေးဘူးဆိုတဲ့ဘောပေါ့အခက်ခဲတချို့တော့ရှိနိုင်ပါတယ်ဘာဖြစ်ဆိုတော့ဟိုလူသူတွေကလည်းဒီလောလောဆယ်ရိုးရိုးပွားကိုစိတ်ဝင်စားမှုအားနေတာတို့ရှိတယ်ပေါ့နော်ဟိုနောက်ပြီးတော့ကျွန်တော်တို့သွားဖို့လာဖို့လည်းဒီကလည်းဆိုရင်ကစားလဲကျွန်တော်တို့အခက်ခဲရှိတယ်ရေကွက်ကော်မရှင်ကကိုစလီလောင်းတွေရဲ့မဲဆွယ်စည်းရုံးရမယ့်ကာလကို သတ်မှတ်ပေးလိုက်ပြီးမဲဆွယ်စည်းရုံးစဉ်ကာလတွင်ကိုယ်စလဲလောင်းတွင်ရဲ့လူလူရင်းနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်ပေးသွားမလဲဆိုတာကိုတော့အခုချိန်ထိထုတ်ပြန်ပြောဆိုတာမရှိပါဘူးစစ်ကောင်းဆောင်ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲမှာပါဝင်မဲ့နိုင်ငံရေးပါတီဝင်တွေကိုယ်စလဲလောင်းတွင်နေနဲ့မဲဆွယ်စည်းရုံးနဲ့ကာလကနေမဲပေးတဲ့ကာလအတွင်းလုံခြုံစွာလုပ်ကိုင်နိုင်ရေးလိုအပ်တဲ့ကာကွယ်ပေးမှုတွေဆောင်ရွက်ပေးသွားမယ်လို့ပြီးခဲ့တဲ့ဩဂတ်စနေ့ရက်နေ့မှာပြောဆိုထားပါတယ်မွန်ပြည်နယ်ခြေဆိုင်မွန်ညွေပါတီဟာစစ်ကော်မရှင်ကပြုလုပ်မဲ့ အထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုအတွက်ကိုစနေလောင်းနေရာ38နေရာအထိအမတ်လောင်းအမည်စင်းတင်သွင်းထားပါတယ်။မွန်ညင်ညွေးပါတီဟာပြီးခဲ့တဲ့2020အထွေထွေရွေးကောက်ပွဲမှာမေဆန္ဒနေမြေပေါင်း55နေရာအထိဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအဲ့ဒီထဲမှာမေဆန္ဒနေမြေ17နေရာအနိုင်ရရှိခဲ့မှုတာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြုလုပ်ဖို့ကြံရှိနေတဲ့မြို့နယ်တွေမှာနောင်လာမဲ့အစိုးရအနေနဲ့ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာဆက်လုပ်သွားဖို့စဉ်းစားထားတယ်လို့စစ်ကောင်းဆောင်ကထုတ်ပြောလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါတယ်။ရွေးကောက်ပွဲပြုလုပ်ဖို့ကြောင်းမျိုးမျိုးကြောင့်ကြံရှိနေတဲ့မြို့နယ်တွေမှာနောင်လာမဲ့အစိုးရအနေနဲ့ကြားဖြတ်ရွေးကောက်ပွဲကာလမှာဆက်လုပ်သွားဖို့စဉ်းစားထားတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လင်ကထုတ်ပြောလာပါတယ်။ အော်တိုဘာ15ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာပါစစ်ကော်မရှင်အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပထမကျင်းရွေးကောက်ပွဲကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့102မြို့နယ်မှာကျင်းပဖို့ကြေညာထားပြီးကြံမြို့နယ်တွေကိုတော့နောက်နှစ်စာမိုင်အတွင်းအပိုင်းလိုက်လှုပ်သွားမယ်သဘောမျိုးပါ အဲ့ဒီရွေးကောက်ပွဲတွေကနေအစိုးရတရက်ဖွဲ့စည်းကရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကိုကြားပြတ်ရွေးကောက်ပွဲကာလမှာဆက်လက်လှုပ်ဆောင်ဖို့ပုံစံနှစ်မျိုးနဲ့စီစဉ်ထားပုံရတယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။စစ်ကောင်စီကတော့သူ့ရွေးကောက်ပွဲကိုဒီ plan AB နဲ့ကျင်းပပြီးတော့ရသအစိုးရပေါ်လာတယ်ဆိုတာမျိုးဖြစ်အောင်လုပ်မယ်။ပြီးရင်အာတိုင်းသားနေပြည်တော်မှာသူတို့အပေးယူလုပ်ပြီးတော့ရွေးကောက်ပွဲကျင်းပဖို့ညှိနှိုင်းဆောင်ရွက်ဖို့လုပ်လိမ့်မယ်။အဲတဖက်မှာတော့ဗမာအင်အားစုဖြစ်တဲ့ဒီ PDF တွေနဲ့အညာဘက်ကအင်အားစုတွေကိုတဖက်ကစီရေးနဲ့ အပိဒတိုက်ထုတ်ဖို့အတွက်ကြိုးစားမဲ့အစီအစဉ်ရှိရလို့ကျွန်တော်အနေနဲ့တော့ကြိုတင်ပြီးတော့သုံးသပ်မိပါတယ်ဗျစကောင်းဆောင်ကလည်းရွေးကောက်ပွဲပထမအကြိမ်မှာတရားနှစ်မြို့နယ်ဒုတိယအကြိမ်မှာမြို့နယ်တရားနဲ့ကြံရှိရမြို့နယ်တွေကိုတတိယအကြိမ်အဖြစ်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဒါပေမဲ့ဒုတိယအကြိမ်နဲ့တတိယအကြိမ်လုံးမဲ့ရွေးကောက်ပွဲနေ့ရက်အချိန်ကာလကိုတော့ပြောမသွားခဲ့ပါဘူးဒါအပြင်အကြောင်းအမျိုးမျိုးကြောင့်တချို့နေရာတွေမှာယာနုံပြည့်ရွေးကောက်ပွဲဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ် အရင်ကပြုတ်ခဲ့တဲ့ရွေးကောက်ပွဲ၃ရက်လုံးမှာလည်းယာနုံပြစ်ကျင်းပနိုင်ခဲ့မှုမရှိခြင်းအပေါ်စစ်ကောင်းဆောင်ကနှိုင်းယှဉ်ပြီးပြောသွားပါတယ်။အာဏာသိမ်းမှုတွင်စစ်ကော်မရှင်ကနိုင်ငံတော်မှာရှိတဲ့မြို့ပေါင်း60ကျော်ကိုတိုင်းဒေသလက်နက်အဖွဲ့အစည်းတွေနဲ့တော်လိုင်းအင်အားစုတွေရဲ့လက်ထဲဆုံးရှုံးထားတဲ့အတွက်56မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ဝန်ခံထားတာပါ။တစ်ဖက်မှာတရုတ်ဆိုရရဲ့အာရှရေးရာထုတ်ကိုယ်စားလှယ်တိတ်ရှိခြင်းကလည်းမြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲအတွက်ငြင်းချမ်းရေးလိုအပ်တယ်လို့ NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာပြောသွားခဲ့ပါတယ် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအစဉ်အလာကိုလေးစားသလိုပြည်ပအင်အားစုတွေကမြမပြည်တွင်ရေးကိုဝင်ရောက်ဆွတ်ဖက်လာတဲ့အခြေအနေကိုလည်းစန့်ကျင်တယ်လို့ဆိုပါရီမိမိတို့အနေနဲ့မြန်မာနိုင်ငံရဲ့ချုပ်ချာအနာကိုလေးစားသလိုငင်းကြေးရေးစုနေပွဲတွေနဲ့အကျိုးတော်ဆောင်အဖြစ်ကြားဝင်ပေးရတဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်ဖို့အသင့်ရှိနေတယ်လို့ဆိုပါရီ ဒါအပြင်စစ်ကော်မရှင်ကလှုပ်ဆောင်နေတဲ့ပြည်လဲတည်မြက်ရေးနဲ့နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်တရုတ်နိုင်ငံအနေနဲ့ခိုင်ခိုင်မာမာထောက်ခံပြီးမကြခင်ချင်းပါတော့မဲ့ရွေးကောက်ပွဲအတွက်လိုအပ်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေနှိပညာကူညီတွေပေးအပ်သွားဖို့အသင့်ရှိတယ်လို့ပြောဆိုခဲ့တာပါကိုမင်းသွေးတစ်ကတော့မြန်မာနိုင်ငံကိုငြင်းချမ်းစေခြင်းရင်ရက်သားတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ကိစ္စအပေါ်စစ်ကော်မရှင်ကိုထောက်ခံပေးနေတဲ့နိုင်ငံတွေအရင်ဆုံးရက်တန့်ပေးဖို့လိုတယ်လို့ပြောပါသည်။တလုံးပါဗမာပြည်ငြင်းချမ်းစေခြင်းနဲ့ဆိုရင်လက်ရှိရက်သား ဒီရဲ့နေရာတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ကိစ္စကိုအရင်ဆုံးရပ်တန့်ဖို့လိုတယ်အဲ့ဒါကသာလင်ဗမာပြည်နိုင်ငံရဲ့အဖြေဖြစ်ပြီးရောအာရေစစ်ကောင်စီကျင်းပတဲ့ရေကွက်ဝယ်ဒီဗမာပြည်နိုင်ငံရဲ့အဖြေမဟုတ်လို့ဒီရေကွက်ဝယ်ပြီးရင်လည်းတိုင်းပြည်ကငြင်းငြမ်းတာယာနေမှာမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုကိုတော့နိုင်ငံရေးကထောက်ခံပြီးနေနိုင်ငံနေတည်အောင်လို့တော့ကျွန်တော်စူးစမ်းတင်တယ်လို့ယူဆပါတယ်ဗျာ။ စစ်ကောင်ဆောင်ကတော့မိမိတို့နိုင်ငံအနေနဲ့ပြည်သူတွေကရွေးချယ်ထားတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခန်းခန်းမြောက်မှာရက်တည်နိုင်ဖို့လိုအပ်ပြီးတက်မတော်အနေနဲ့ခန်းခန်းမြောက်မှာရက်တည်ဆောင်ရွက်နေရလို့ဆိုပါတယ်။ဆီယနာရှင်စနစ်ကိုစန့်ကျင်တော်လှန်နေကြသူတွေအင်အားစုတွေကတော့စစ်ကော်မရှင်ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲဟာစစ်အုပ်စုအာဏာတည်မြဲရေးတာဖြစ်လို့အတုယောင်ဖြစ်သတ်မှတ်ထားကြတာပါ။ အဲရွေးကောက်ပွဲမှာစက်ကောင်းဆောင်ရဲ့အမိန့်ညွှန်ကြားချက်နဲ့အဆင့်ဆင့်သောစစ်ဗိုလ်ရရှိ490နီးပါးဟာငြင်းစားယူပြီးစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ကျန်းခိုင်ပါတီကနေရွေးကောက်ပွဲဝင်ပြိုင်မှုရှိနေပြန်ပါတယ်။ဒါကြောင့်မအောင်မြင်တဲ့အာဏာသိမ်းမှုကိုအဆုံးသတ်နိုင်ဖို့စနစ်တကျပြင်ဆင်ထားတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲလုံအခင်းချင်းဟာစစ်ယူနီဖောင်းချုပ်အပြောင်းလဲတာမြင်တွေ့နိုင်ကြရှိရလို့ BNI မြန်မာ Peace Monitor ကတုံ့သက်ထားပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။နေတိုးကာကွယ်ရေးအသုံးစရိတ်တိုးမြင့်မှုအတွက်ငင်းဆန်နေလို့စပိန်ကိုအခွန်တိုးကောက်မယ်လို့ထရန့်ချင်းချောက်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘက်ဘက်ကပြပြပေးထားပါရရှင်။ ကာကွယ်ရေးအသုံးစရိတ်ကိုနိုင်ငံ GDP ရဲ့900ခိုင်နှုန်းအထိတိုးမြင့်မှုညှင်းဆိုနေတဲ့စပိန်ကိုအခွန်တွေတိုးမြင့်ကောက်ခံတာအပါအဝင်ကုန်သွယ်ရေးတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချိန်ချောက်လိုက်ပြီးသူ့အနေနဲ့မပြောရွှင်ဖြစ်ရတယ်လို့စပိန်ရဲ့လောရဟာနေတိုးအဖွဲ့အပေါ်မလေးစားရရောက်တယ်လို့ပြောပါတယ်ကာကွယ်ရေးအသုံးစရိတ်ကို900ခိုင်နှုန်းအထိမတိုးမြင့်တာစပိန်တနိုင်ငံနဲ့ပဲရှိရာကြောင့်မိမိအနေနဲ့မပျော်ရွှင်ဖြစ်ရတယ်လို့ထရန့်ကပြောပါတယ်။ နေတိုးအဖွဲ့ဝင်တွေအနေနဲ့သူတို့ရဲ့ကာကွယ်ရေးအတွက်ငွေပိုသုံးဆွဲကြဖို့ထရန့်ကအကြိမ်ကြိမ်တွန်းအားပေးခဲ့ပြီးကာကွယ်ရေးအသုံးစရိတ်မတိုးမြင့်တဲ့နေတိုးအဖွဲ့ဝင်နိုင်ငံကိုအမေရိကန်ကမကာကွယ်ပေးလိုတဲ့သဘောပြောဆိုထားပါတယ်။ ဂတိအတိုင်းလိုက်နာဖို့ညှင်းဆိုနေတဲ့စပိန်ကိုနေတိုးအဖွဲ့ကနေထုတ်ပယ်တင်တယ်လို့ထရန်ကဖင်လန်သမ္မတနဲ့ပြီးခဲ့တဲ့သတင်းပတ်ကတွေ့ဆုံချိန်မှာပြောကြားခဲ့ပါတယ်။2022ခုနှစ်အတွင်းရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းရုရှားရဲ့အနေရပိုများလာတာကိုအကြောင်းပြပြီးထရန်ကနေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့အရင်ကကာကွယ်ရေးအတုံးစီ200ခိုင်နှုန်းဟာမလုံလောက်တော့ဘူးလို့ပြောဆိုခဲ့ပါတယ်။ အဖွဲ့ဝင်32နိုင်ငံရှိတဲ့နေတိုးအဖွဲ့မှာကာကွယ်ရေးအသုံးစရိတ်900ခန့်တော့အထီတိုးမြင့်ရေးကတိကိုမလိုက်နာသေးတာဟာစပိန်တနိုင်ငံနဲ့ပဲရှိပါတယ်။စပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်ချက်ကမိမိတို့အနေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုနှစ်သက်သက်မှ100ရာခိုင်နှုန်းအထီပဲတိုးမြင့်သွားမှာဖြစ်ပြီးဒီပမာဏဟာလုံလောက်တယ်လို့လက်တွေ့ကြတယ်လို့ပြောဆိုခဲ့ပါတယ်။ 1982ခုနှစ်မှာနေတိုးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့စပိန်ကသူတို့အနေနဲ့လာဗီယာ၊ဆလိုဗကီးယား၊ရိုမေးနီးယား၊ဘူဂေးရီးယားနဲ့တူရကီတို့မှတပ်ဖွဲ့ဝင်တွေချပေးထားပြီးနေတိုးအဖွဲ့ရဲ့စစ်ရေးမေရှင်တွေမှာကူညီပေးတာကြောင့်ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်မှုကနေကင်းလွတ်ခွင့်ပေးတဲ့လို့စောတကတတ်ထားပါတယ်။ ဘယ်လာရုစ်အမျိုးသမီးတအုံးကိုမြန်မာကြားဖြန်ခိုင်းကတပ်ဖြတ်ပြီးကိုရင်းအင်္ကာရီထုတ်ယောင်းစားတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါရရှင်။ထိုင်းမှာမော်ဒယ်အလုပ်ရမယ်ဆိုပြီးလိမ့်လေခေါ်ယူခံခဲ့ရတဲ့ဘယ်လာရုစ်အမျိုးသမီးတအုံးမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန်လုပ်ငန်းနဲ့ပြန်ပေးဆွဲတပ်ဖြတ်ခံရပြီးကိုရင်းအင်္ကာရီထုတ်ယောင်းစားမှုဖြစ်ပွားခဲ့တယ်လို့ရုရှားအွန်လိုင်းသတင်းစာ March News ကဖော်ပြပါရတယ်။အသက်26နှစ်အရွယ်ဘီရာခရက်ဆိုဗာဟာ ဘန်ကောက်မှာမော်ဒယ်လုပ်ရမယ်ဆိုပြီးတော့လိမ့်လေခေါ်ယူမှုကြောင့်ထိုင်းသူကနက်ဦးလာရောက်ခဲ့ပြီးရနောက်မြန်မာနိုင်ငံသို့လူမောင်ခိုကူးခံခဲ့ရတယ်လို့အိတ်တဲ့မှာဖော်ပြထားပါတယ်။သူဟာမြန်မာနိုင်ငံကကြားဖြန့်လုပ်ငန်းမှာကျွန်ပြူခံရပြီးသူ့ရဲ့အရှင်သခင်တွေအတွက်အမှုတော်ထမ်းပေးရတယ်လို့လူချမ်းသာတွေစီကငွေလိမ်တောင်းပေးရတဲ့လို့ကိုလုပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။သူဟာစက်တင်ဘာ21ရက်ကမြန်မာနိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ တခြားသတင်းတွေမှာလည်းဖော်ပြထားပါတယ်။ကြားဖြတ်လုပ်ငန်းကသူ့ရဲ့နိုင်ငံကိုလက်မှတ်နဲ့လက်ကင်ဖုန်းတွေကိုတင်ဆက်ထားပြီးတော့ကဘာတွမ်းမှာရှိတဲ့လူချမ်းသာတွေကိုလိမ့်လေခိုင်းခဲ့တယ်လို့ဆိုပါတယ်။သူ့အနေနဲ့အမြဲကြော်ရှင်းလှပအောင်နေရမှာဖြစ်ပြီးလူချမ်းသာတွေစီကငွေလိမ်တောင်းပေးရမယ်လို့သူ့ကိုပြန်ပေးဆွဲသူတွေကပြောကြားခဲ့ကြောင်းသတင်းတွေမှာဖော်ပြပါတယ်။သူ့အတန်အနေနဲ့စိုးရင်ရတာကြောင့်ကနအုမှာသူကစီခိုင်းတဲ့အတိုင်းလုပ်ပေးခဲ့ပေမဲ့ မကြခင်မှာတူလိန်လို့ရတဲ့လူချမ်းသာတွေပိုပိုနဲလာတာကြောင့်ဝင်းဝေးမရှာပေးနိုင်ဖြစ်လာပြီးတဲ့နောက်မှာထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့ပါတယ်။တရင်ပတ်အနေငယ်ကြမှာတော့သူ့ကိုတေဆုံးလျက်တွေ့ရှိထားကြောင်းသူ့မိသားစုစီတရင်ရောက်လာခဲ့ပါတယ်။အဲ့နောက် Vera Crossover ရဲ့အလောင်းကိုပြန်လိုချင်ရင်ဒေါ်လာ5သိန်းပေးရမယ်လို့သူ့မိသားစုစီ message ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။မိသားစုကငွေမပေးနိုင်ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့သူ့အလောင်းကိုကြုတ်တုတ်မြုပ်လိုက်ပြီးဆိုတဲ့ message တစ်ခုထည့်ရောက်လာခဲ့ပါတယ်။ နောက်ရက်နှင်းငယ်ကြာပြီးတဲ့နောက်မှာတော့ Vira Crossover ကိုတပ်ဖြတ်ပြီးတော့သူ့ရဲ့ကိုရင်းအင်္ကာတွေကိုမှန်ကိုဈေးကွက်မှာရောင်းချလိုက်ပြီးဖြစ်ကြောင်းသူ့ရဲ့မိသားစုကိုအတိပေးလာခဲ့တယ်လို့ရုရှား online သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။သူဟာတက္ကသိုလ်ဘုရားတယောက်ဖြစ်ပြီးတော့ Belarus မြို့ Dominsk ကနေမကြသေးခင်ကမှရုရှားနိုင်ငံ St. Petersburg မြို့သို့ပြောင်းရွှေ့လာခဲ့သူဖြစ်တယ်လို့သိရပါတယ်။သူဟာဘယ်လာရုစ်မှာအစိုးပြိုင်ပွဲလဲဝင်ပြိုင်ခဲ့ဘူးတာကြောင့်တချို့သတင်းတွေမှာအစိုးရတယောက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ နက်ပြန်အောက်တိုဘာလ18ရက်နေ့အတွက်မိုးလီဝတ္တခံမှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတဝန်းလုံးမှာတိမ်အသင့်အင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ကံယူရန်ဒေတာတချို့မှာနေရာကွက်ကြောင်းမိုးရွာသွန်းနေခဲ့တာကိုမိုးလီဝတ္တချိုရူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အင့်မှာတိမ်ထူးထပ်နိုင်ပြီးမုတ်တုံလီအားအနည်းငယ်ရှိနေပါတယ်။ တနင်္သာရီကံယူတန်ရခိုင်ကံယူတန်မြို့ဝကျုံးပေါ်ဒေသတွေနဲ့မௌတမာဂွေဘတ်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်အသင်ရှိနိုင်ပါတယ်။နေပြီးတော့သခိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအနောက်ပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ပြီးသခိုင်းတိုင်းအထက်ပိုင်း ဧရာဝတီတိုင်းပဲခူးတိုင်းအရှေ့ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ33ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့နဲ့တဝယ်မြို့တို့မှာ32ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာခရမ်းလိုရောင်ကြီးအညွန်ကိန်းဟာတောင်ပံအဆင့်မှာရှိနေနိုင်ပြီးကြံတပြီလုံးမှာတော့အညွန်ကိန်းဟာအလုံးမြင်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ ီမိုလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဒီဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။